မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေအိုစုအရှိုက်ကိုထိုးနှက်လိုက်သောထိုင်းနိုင်ငံသားယူခွင့်ကြီးဤအပြောထိုင်းနိုင်ငံသားယူခွင့်ကြီးစီဟာဆက်ဖောင်ကတ်ကီယောကဗန်ကောက်ရှိနိုင်ငံသားသတင်းတောင်များကလပ်တွင်အာဆီယံအနေဖြင့်ရွေးကောက်ပွဲပြီးလျင်ပင်မြန်မာနှင့်ဆက်ဆံရေးအခက်အခဲရှိမည်ဟုပြောဆိုသွားခဲ့ပြီးဖြစ်ပါသည်၎င်းမှတစ်ဆက်သေးဆိုသလိုဒေါ်အောင်ဆန်းစုကြည်အပြန့်လွတ်ပေးရန်တောင်းဆိုသွားခဲ့ပါသည် ပြည်တွင်းစစ်ကြီးဖြစ်ပွားနေသည့်ကြားမှစစ်အုပ်စုစီစဉ်ထားသောရွှေခောက်ပွဲသည်တလခန့်သာလူတော်ချိန်တွင်ထိုင်းနိုင်ငံသားယဝင်ကြီးကယခုလိုအာဆီယံ၏သဘောထားကိုထုတ်ဖော်ပြောဆိုလာခဲ့ခြင်းဖြစ်ပါသည်။စစ်အုပ်စုသည်တပ်ဆိုင်သူအလုံးနှင့်ဆွေးနွေးခြင်းပင်မရှိဘဲရွှေခောက်ပွဲလှုပ်လာမည်အနေအထားသည်မိမိတို့အနေဖြင့်၎င်းတို့နှင့်ပြန်လည်ဆက်ဆံဖို့ခက်ခဲလာလိမ့်မည်ဟုစီဟာဆက်ကဆိုပါသည်။အာဆီယံအနေဖြင့်ထိုသဘောအတိုင်းတစည်းတစ်လုံးနှင့်ယက်တီသွားနိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်းလည်းပြောသွားခဲ့ပါသည်။ ်ယခုလိုအချိန်မျိုးတွင်ဒေါအောင်ဆန်းစုကြည်ကိုပြန်လို့ပို့အတိအချစဉ်းစားရတော့မည့်အချိန်ရောက်လာပြီဖြစ်ကြောင်းသူမအားဖန်ဆီးထားသည့်မှာကြာလာပြီဖြစ်၍အသက်အရွယ်အရစက်မှားဤအခြေအနေဒီလိုရှိနေသည်ဆိုသည်ကိုမသိရဟုလည်းပြောသွားခဲ့ပါသည်။ထိုင်းသည်အာဆီယံ၏အဓိကအဖွဲ့ဝင်၅နိုင်ငံတည်းတွင်စေအိုစုအပေါ်သဘောထားအပြော့ပြောင်းဆုံးနိုင်ငံဟုယူဆထားချိန်တွင်ယခုလိုပြောဆိုလာခြင်းကြောင့်ဂျာယာသူအပေါင်းအံ့အားတင်သွားချမိလေဖြစ်ပါသည်။ ပြည်သူများကတော့နိုင်ငံပိုင်ငွေကျပ်ဘီလီယံပေါင်းများစွာဖြုန်းတီးကပြုလုပ်မဲ့ရွှေကောက်ပွဲကိုအတိအမှန်မပြုပြည်သူအုပ်ချုပ်လာသည့်ဖြစ်စီအစိုးရအဖြစ်လည်းအတိအမှန်ပြုကြမည်မဟုတ်ပေမိမိတို့တိုက်ပွဲကိုအဆုံးစွန်ဆက်လက်တိုက်ခိုက်သွားကြမည်သာဖြစ်ပါတယ်တော်လည်းခရီးသည်ရှေ့လျှောက်ကြမ်းတမ်းလာမည်ဖြစ်သည်နှင့်အမျှအပြစ်နာစာများလည်းရှိလာနိုင်သည်ကိုနားလည်သဘောပေါက်ထားကြရမည်ရှိကုအခါအမေရိကန်၏သဘောထားသည်ကမောက်ကမဖြစ်လာနေ၍မိမိတို့အခြေချင်းအငင်းပွားရန်လုံးနေကြမည်အစားဘုံရန်သူကိုမျက်ခြေပြတ်မခံပေဂျော်ဂျင်ကတ်ရင်ချင်းကတ် ထားရမည့်အချိန်ရောက်လာနေပြီဖြစ်သည်ပြည်သူများကလည်း၎င်းတို့နာမည်ကြီးလာရေးတစ်ခုတည်းရှေ့ရှုပြီးအုပ်အော်တောင်းနှင်းဖြစ်အောင်မျိုးမျိုးစုံဖြင့်အစထောင်လာသူများကိုသတိပြုကြရမည်ဖြစ်သည်၎င်းတို့နောက်ကတကောက်ကောက်ပါအောင်လိုက်နေပါကောင်စစ်မြေပြင်တွင်အသက်ဆုံးတိုက်ပွဲဝင်နေကြသောပြည်သူသားကောင်းများစိတ်သက်ပြပြသွားနိုင်ပေသည်2024နိုဝင်ဘာ24ရက်နေ့မိမိပို့စ်ကိုမန်ဘိုရီမှတက်ဆင့်တွေ့လာခဲ့ပြီးကျန်တဲ့ဖတ်ရှုကြည့်ရစစ်တပ်ဘုံကျဲတိုက်ခိုက်မှုများ အလုတ်ဖြစ်လာပုံရသည့်လက္ခဏာတရက်အဖြစ်တအောင်မျိုးသားလူမျိုးရေးတက်မှပြောခွင့်ရမှစီရေးပရိပခများအဆုံးသက်ရန်ဆွေးနွေးဖို့အသင့်ရှိကြောင်းထုတ်ဖော်ပြောဆိုလာပါတယ်။နေစဉ်လိုလိုတိုက်ပွဲများဖြစ်ပွားလာနိုင်မှုကြောင့်မိမိတို့ဒေသတွင်ရှိလူမှုဒုက္ခဒုက္ခများကြုံလာနေရသည်ဟုဆိုပါတယ်။သို့တော့မိမိတို့ဤခုခံပိုင်ခွင့်ကိုဆက်လက်ထိန်းသိမ်းသွားမည်ဟုဆိုပါတယ်။ DNL ပြောခွင့်ရဖို့ကြုံတာပုံကြောင့်ဆွေးနွေးမည်ဆိုတော့လေမိမိတို့နေမည်များကိုလက်လွတ်ခံမည်မဟုတ်ဘူး AFP သတင်းဌာနကိုအတည်ပြုခဲ့ပါတယ် ို့သောယခုအခါတအောင်တက်များသည့်နေမင်းများကိုလက်လွတ်ပေးခဲ့ရုံကမက၎င်းတို့သိမ့်ပိုက်ထားသည့်မိုးကုတ်ကိုပင်အကြံဖက်စေအုပ်စုများကိုပင့်ဆောင်ခေါ်လာကြတော်မူဖြစ်ပါသည်၎င်းတို့နှင့်အတူစွန်းစန်းတမန်တိုက်ပွဲဝင်ခဲ့ကြသောပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့များအားလည်းမျိုးရင်းမှဆုတ်ခွာခိုင်းနေပြီဖြစ်ပါသည်။ဆီယာနာရှင်လက်အောက်မှလွတ်ပြီးကျွတ်ပြီးဆိုကအိုးစီဖုံပေါင်းတီကြိုဆိုခဲ့ကြသောမိုးကုတ်ပြည်သူများကဆီယာနာရှင်အကွက်သားများရန်ကြောက်၍တိန့်ဆောင်ကုန်ကြပြီဖြစ်ပါသည်။ မိုးကုံမျိုးကတော့လူသူကင်းမဲ့သွားတော့လေဘိုးချုပ်တာဘုံကျော်တို့တူးယူသွား၍ဟောင်းလောင်းသာကြံတော်သောတွင်များသာရှိနေပေသည်ထို့သောတကယ်တမ်းလှုပ်လာမည်ဆိုကတအောင်တို့အပေါ်အမဲဆက်ကြီးစွန့်ထင်ကြံရစ်ခဲတော်မူလေဖြစ်သည်ပြည်သူတို့ဤတရားတော်စစ်မှုတ်ချအောင်ရမည်ဆက်လက်ပြီးကြောက်ဖြူစည်ရေးအရာအရေးပါသည်ရှမ်းပြည်သစ်ပုတ်တောင်လန်ခွဲကိုနေမည်စုံမှုနိုင်ရန်အပြန်လန်ထိုးစစ်စဉ်ခေတ္တလက်လွတ်ခဲ့ရသည့်နေမည်များကိုပါအေအေကစစ်ကြောင်းထိုးလာရသည်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် ကြောက်ဖြူမြို့နယ်တွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်ရေးအရအရေးပါသည့်နေပြည်တော်ကိုစစ်ကော်မရှင်နှင့်အရကတပ်တော် AA တို့စုံမမှုရယူနိုင်ရန်အတွက်ထိုးစစ်ဆင်နေကြောင်းသိရပါသည်။ပြီးခဲ့တဲ့ရက်ပိုင်းနိုဝင်ဘာ24ရက်မှစတင်ကတိုက်ပွဲများပြင်းထန်ခဲ့ပြီးဂျမန်နေနိုဝင်ဘာ25ရက်နေ့အထိတိုင်းချောင်းနှင့်ဆိုင်းချောင်းကျေးရွာများအနီးတွင်လက်နက်ကြီးများဖြင့်နှစ်ဖက်အပြန်အလှန်မနာတမ်းပစ်ခတ်ခဲ့ကြကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်။ AA ကတိုင်းချောင်းနှင့်ဆိုင်းချောင်းအနီးထိုးစစ်ပြန်ဆက်လာတော့ စစ်တပ်ကလက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့အဆက်မပြတ်ဖြစ်ကူပေးနေတယ်ဟုရခိုင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။အေအေကယာယီလက်လွတ်ခဲ့ရသည့်တိုင်းချောင်းကိုပြန်လည်ထိုးစစ်ဆင်လာပြီးစစ်ကော်မရှင်တပ်မှဖိကတ်သည့်လက်နက်ကြီးများကိုတံပြန်ဖိကတ်မှုများပြုလုပ်ခဲ့ကြောင်းသိရပါရယ်။ယခုတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည်စီရေးအရာအရေးပါသည့်ကြောက်ဖြူ၊ရံပြေ၊သစ်ပုတ်တောင်လမ်းကွဲကိုစုံမိုးနိုင်ရန်အတွက်ထိုးစစ်ဆင်နေကြခြင်းဖြစ်ကြောင်းသိရပါရယ်။စစ်ကော်မရှင်သည်နိုဝင်ဘာ25ရက်နေ့ညလေပိုင်းကလည်းကြောက်ဖြူမြို့နယ်တောင်ကြီးရင်ကြီးွာနှင့် ချောင်းပြားချေးရွာများကိုလေကြောင်းမှဖုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။ထို့ပြင်တရားဝတီရေးတပ်ဌာနချုပ်အမှတ်32ရဲတပ်ရဲနှင့်ပင်လယ်ပြင်အတွင်းလှည့်လည်နေသည့်စစ်နေပြည်တော်မှတိုက်ပွဲဖြစ်ပွားရာနေရာများကိုလက်နက်ကြီးများဖြင့်အပြင်းအထန်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။စစ်ကော်မရှင်ကဒီဇင်ဘာလကုန်ပိုင်းတွင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတက်တွင်ကြောက်ကျူလေပါဝင်နေသည့်ဖြစ်ရာနေမည်စိုးမမှုရယူနိုင်ရေးအတွက်အင်အားအလုံးရင်းသုံးပြီးထိုးစစ်ဆင်မှုများပြုလုပ်နေခြင်းဖြစ်ပါသည် ဆက်လက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးရှင်းပြတော့ကချင်မြို့နယ်၄ခုဖြစ်တဲ့ဗမော်ဝိုင်းမွန်ဖားကန်ခေါလံဘူးဒေသများရဲ့လက်တလောစီရေးအခြေအနေများဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတပ်အကြားရတလောတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကချင်ပြည်နယ်ကဗမော်၊ပိုင်းမော်၊ဖားကန်နဲ့ခေါလံဘူးမြို့နယ်တွေရဲ့ရတလောစစ်ရေးအခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဖုံမူးကြီးနော်ဘူးကဒီကနေ့နိုဝင်ဘာ28ရက်မှာရှင်းလင်းဖြေကြားပေးထားပါတယ်။ KIA ဟာဗမော်မျိုးသိန်းစစ်စစ်ရေးကို2024ဒီဇင်ဘာလဆန်းကစတင်ခဲ့တာဖြစ်ပြီးတနှစ်ကြာတဲ့အထိတိုက်ပွဲဆက်လက်ပြင်းထန်နေတာအပြန်အလှန်ထိုးစစ်ဆင်မှုတွေရှိနေပါတယ်။အလားတူ KIA စိုးမိုးထိန်ချုပ်မှုအကောင်နဲ့ဖားခန့်ဒေသကိုလည်းစစ်ကောင်စီကပြန်လည်ထိန်ချုပ်နိုင်ရေးကြိုးပမ်းနေလို့တိုက်ပွဲတွေနှစ်ဝက်လောက်ကြာဖြစ်ပွားနေပါတယ်။စစ်ကောင်စီကဖားခန့်ကိုစစ်အင်အားတွေဖြည့်တင်ပြီးဒေသရင်းစစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတာကြောင့်တိုက်ပွဲတွေဇက်တိုက်ရှိနေတယ်လို့စစ်တပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်မှုတွေကြောင့် ပြည်သူထိခိုက်ဒေဆုံမှုတွေမကြာခဏဖြစ်ပေါ်နေရပါတယ်။ဝိုင်းမော်မြို့နယ်မှာလည်းစစ်ကောင်စီဟာပြည်သူစစ်အင်အားတွေစုစည်းပြီးထိုးစစ်ဆင်နေလို့အခုနှစ်ငွေကာလကစပြီးတိုက်ပွဲတွေရှိနေတာပါ။ KYA နဲ့မဟာမိတ်တပ်တွေဟာ2024မတ်လ9ရက်ကစပြီးဝိုင်းမော်မြို့နယ်ကစစ်ကောင်စီတရင်ဌာနချုပ်အချို့နဲ့ယူဟာကြတဲ့တပ်စခန်းတွေအပါဝင်ကချင်ပြည်နယ်ကတပ်စခန်းယာချီကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့မြန်မာတရုတ်နယ်စပ်မြို့တွေအပါဝင်စစ်ကောင်စီနဲ့ပြည်သူစစ်ထိန်းချုပ်ရာမြို့တွေနယ်မြေတွေကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ါကြောင့်စစ်ကောင်စီကစုံမထိတ်ထုတ်နေပြီတွေပြန်ရဖို့ကြိုးပမ်းတော့ဝိုင်းမော်မျိုးနယ်ကလက်ကျန်တရင်ဌာနချုပ်လုံချုံရေးအတွက်ရှိရွယ်ပြီးစည်ရေးလှရှားနေလို့တိုက်ပွဲတွေဖြစ်နေတာပါ။ခေါလံပူးမျိုးနယ်မှာတော့စစ်ကောင်စီနဲ့ပြည်သူစစ်တွေဟာ KIA အသိမ်းပိုက်ထားတဲ့ဆော့လော်မျိုးနယ်လန်စဲဒေသကိုပြန်ရဖို့ပြီးခဲ့တဲ့လအနေငယ်ကကြိုးပမ်းလာလို့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။လန်စဲကိုတိမ့်ဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီနဲ့ပြည်သူစစ်ပူးပေါင်းတက်ဟောင်း KIA ပူးပေါင်းတပ်ရဲ့ခုခံမှုကြောင့်လန်ဆယ်ထိုးစစ်တက်လန်ခဲ့ရတဲ့အပြင် KIA ရဲ့တံပြတ်ထိုးစစ်မှာခေါင်လန်ဘူးဒေတာကစစ်ကောင်စီတပ်စခန်းအချို့သိမ်းပိုက်ခံခဲ့ရတယ်လို့ခေါင်လန်ဘူးပူတာအိုမျိုးတွေကစစ်ကောင်စီတပ်လှုပ်ရှားရေးအတွက်ပါစိုးရိမ်နေကြတဲ့အခြေအနေကြုံတွေ့နေရတာဖြစ်ပါတယ်။ဆက်လက်ပြီးကချင်ပြည်နယ်အတွင်းလက်တလောစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနသတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးရဲ့ရှင်းပြချက်တွေကိုရေးသားဖော်ပြလိုက်ပါတယ်။ဘုံမော်စစ်ရေးအခြေအနေ ဗမော်မျိုးဘက်ကစည်ရေးချီနေကတော့စစ်ကောင်စီတက်စစ်တောင်းတွေလေမူးမောက်ဘက်ကိုတက်သွားတယ်။သုံးမိုင်၄၀၀ဘက်မှာပို့ပြီးမှသူတို့ထိုးစစ်ဆင်တာကိုတွေ့ရပါတယ်။နောက်သုံးမိုင်ကနေခလာရ၄၈ဘက်ကိုပောက်တဲ့ရက်ွက်တဲ့မျိုးတစ်ပုံအဲ့ဒီလမ်းကြောင်းဘက်မှာလေသူတို့ထိန်ချုံနိုင်ဖို့အတွက်အကြီးအကျယ်ထိုးစစ်ဆင်တာတွေ့ရပါတယ်။ကျွန်တော်တို့ KIA နဲ့ပူးပေါင်းတက်တွေလေသူတို့ထိုးစစ်ဆင်တဲ့နေရာတိုင်းမှာခုခံတိုက်ပွဲကနေတိုင်းဖြစ်ပါတယ်။သူကလက်နက်ကြီးနောက်လေးကြောင်းကို ားပြုပြီးမှမြေပြင်ကနေလေတာလွန်အင်အားစုပြီးမှတက်လာတဲ့စစ်စင်ရေးတွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့နေတိုင်းလိုလိုတိုက်ပွဲဖြစ်ပါတယ်။တချို့နေရာမှာတော့ကျွန်တော်တို့လည်းစုပ်ပေးတဲ့နေရာတွေလည်းပါပါတယ်။ဒါပေမဲ့ကျွန်တော်တို့အခိုင်အမာကျွန်တော်တို့စကန်းချထားတဲ့နေရာတွေတော့စုပ်တဲ့နေရာမှာမပါပါဘူး။ဝိုင်းမော်မျိုးနဲ့လမြန်ဘက်မှာလေရေပြင်ကနေထိုးစစ်စင်တာအလောက်ကြီးတော့မဟုတ်ဘူး။ဒါပေမဲ့လက်နက်ကြီးတို့ဒရုန်းတို့လေကြောင်းတွေကတော့နေတိုင်းလိုပြစ်ပါတယ်။သူတို့ရဲ့လက်လွတ်ခဲ့တဲ့ရွှေညောင်ပင်စကန်းဘက်မှာလေလေကြောင်းကနေပုံကျတိုက်ခိုက်တာတွေ့ရပါတယ်။ ဖီသူလူတို့ရဲ့အိမ်တွေထိခိုက်တာရှိတယ်။နောက်လက်မြန်ဘက်မှာလည်းသူတို့အမြဲတမ်းလို့ထိုးစစ်ဆင်ဖို့မြေပြင်ကနေပြင်ဆင်တာတွေ့ရပါတယ်။အဲဒီမှာကျွန်တော်တို့လည်းအမြဲတမ်းစောင့်ကြည့်ပြီးမှတိုက်ခိုက်နေတာဖြစ်ပါတယ်။ဖာကန့်စစ်ရဲ့အခြေအနေဖာကန့်ဘက်မှာတော့မြို့တွင်းမှာသူတို့ရဲ့စစ်ကြောင်းတွေထိုးပြီးမှမြို့တွင်းမှာလှုပ်ရှားတာလှုပ်ရှားတဲ့အခါကျတော့တိုက်ပွဲတွေဖြစ်တော့ကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်တွေ KPDF တွေလည်းအမြဲတမ်းစောင့်ကြည့်နေတယ်။ဒါကြောင့်သူတို့လှုပ်ရှားတဲ့နေရာတိုက်ပွဲဖြစ်ပါတယ်။သူတို့ကတော့အခုထိကတော့ရန်သူရှိရှိမရှိရှိဘာမှကြိုးမဆိုင်ဘူး။ သူတို့ကပြည်သူလူထုရှိတဲ့ဘက်မှရက်ွက်တွေမှာလက်နက်ကြီးတွေဒုံးတွေနဲ့အမြဲတမ်းပုံကျဲတာရှိပါတယ်။ဒါကြောင့်ပြည်သူလူထုတွေတိကြိုက်တာတွေသူတို့အိမ်တွေပြက်စီးတာတွေရှိပါတယ်။နောက်တစ်နေ့ကတော့ဖားကန့်ဘက်မှာသူတို့မဲဆွဲဖို့ဆိုင်းပုတ်တွေထောင်နေဆိုတဲ့သတင်းလေးကြားပါတယ်။အတိအကျတော့မသိရသေးပါဘူး။ခေါလံဖူးဒေတာစစ်ရေးအခြေအနေခေါလံဖူးဘက်မှာတော့ခေါလံဖူးဘက်ကနေကျွန်တော်တို့လန်ဆယ်ဘက်ကိုသူတို့ကစစ်စင်ရေးလုပ်တာပဲရှိပါတယ်။အဲ့ဒီဘက်မှာလေကျွန်တော်တို့ဘက်ကနေနေတိုင်းလို့ခုခံပြီးမှတိုက်ပွဲတွေရှိပါတယ်။ ူတို့ကလေးချောင်းနဲ့ပြစ်ကူတာရှိတယ်။သူတို့စက်ကူတွေလည်းပူတာအိုဘက်ကနေလေးချောင်းနဲ့ပို့ပေးတာတွေရှိပါတယ်။အဲဒါကြောင့်အဲ့ဒီဘက်မှာတော့ဒီတိုင်းလိုတိုက်ပွဲရှိတယ်။စည်ရည်တင်းမာတဲ့အနေအထားဖြစ်ပါတယ်။ပူတာအိုကနေလုံရှာရန်တန်ကြဘတ်နောင်းအဲ့ဒီကနေအင်ခါကားဘတ်မလီခဘက်မှာလည်းစစ်တောင်းတွေဆင်းပြီးမှသူတို့ရဲ့ပူရာအိုလုံချိုကြီးအတွက်သူတို့တင်းတင်းကြပ်ကြပ်နေရာယူထားတာတွေ့ရပါတယ်။ကချင်ပြည်နယ်ရဲ့စစ်ရေးအခြေအနေကတော့အကြမ်းဖျင်းတီလို့ရှိပါတယ်။ KIA ဟာကချင်ပြည်နယ်အပြင်ရှမ်းမြောက်မှာလည်း တပ်မဟာတွေစုဖွဲ့တည်ရှိတာဖြစ်ပြီးကိုခိုင်မျိုးနယ်နန်းဖက်ကဒေသနဲ့မပိန်မျိုးနယ်တွေကိုတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ရှမ်းမြောက်ဒေသစစ်ရေးအခြေအနေတွေကိုလည်းထပ်မံဆက်သွယ်မေးမြန်းထားပြီးဘုံမူကြီးနော်ဘူးရဲ့ဖြေကြားမှုရရှိပါကဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။ဇမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွဲဖြူပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။